ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်တရွာလုံးကတိုင်းစီမှုတွေကိုခေါ်ယူဖို့လိုက်ပြီးတော့ချိန်နေတဲ့အထက်ကြီးပြတ်မန်ယူမင်္ဂလာတော့လာမယ့်ရာသီမှာနလန်ထူနိုင်ဖို့ရေးကိုတရွာလုံးမှာရှိတဲ့တိုင်းစီမှုတွေကိုလိုက်ပတ်ပြီးတော့ပြင်မှတ်ထားနေကြလို့သိရပါတယ်ပြီးခဲ့တဲ့ရာသီကအဆင့်15ဖလားလည်းမဲ့ဖြစ်ခဲ့သူဥရောပပြိုင်ပွဲဝင်ခွင့်မှာမရခဲ့တဲ့အထက်ကြီးပြတ်တို့ဟာလာမယ့်ရာသီမှာတော့တကယ်ကြီးတီးမယ်ဆိုရွယ်ချက်တွေနဲ့အခုတည်းကတိုင်းစီမှုရှားပုံတော့ဖွင့်နေခဲ့ကြတာပါ ခုဆိုရင်မိုင်းအသင်းပြတ်မှတ်ထားနေခဲ့တဲ့တိုက်ရှိမှုတွေကလည်းစုံသင်းသလောက်တော့စုံနေပြီလို့ဆိုမှဖြစ်ပြီးတော့မြန်မာအသင်းတိုက်ရှိမှုတွေဖြစ်ကြတဲ့မမောင်လွင်တို့တန်းပိုင်တို့လောက်ပဲကြံတော့တယ်လို့ဆိုမှာပါမိုင်းအသင်းနေတဲ့သူတို့အသင်းဘက်ကိုဂိုးသွင်းခဲ့တဲ့မမောင်လွင်လည်းသဘောကျတာမျိုးတွေရှိချင်းလည်းရှိလာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ All Star အသင်းနဲ့မကစားခင်က Amorin ကိုတိုင်ဒီအသင်းမှာကစားနေတဲ့ကစားသမားတွေထဲမှာလည်းသဘောကျတဲ့သူရှိရင်နေရာဒေသမခွဲခြားမဲနဲ့ခေါ်ယူသွားမှာဖြစ်တယ်ဆိုပြီးတော့ပြောကြားထားခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။အဲဒါကြောင့်မမောင်လွင်လည်းမိုင်းအသင်းနဲ့ခေါ်ယူကောင်းခေါ်ယူသွားနိုင်ပါတယ်။ မန်တဲ့အခုချိန်ဒီတိုက်စစ်မှုတွေရာဘုံတော်တွေဖွင့်နေခဲ့ကြပြီးတော့အခုချိန်ဒီ COVID-19 မရှိကြသေးတာပဲဖြစ်ပါတယ်။မန်တဲ့ COVID စိတ်ဝင်စားနေကြတဲ့တိုက်စစ်မှုတွေကလည်းဥရောပထိပ်တန်းလိမှရှိတဲ့ကစားမတွေလည်းကုန်တော့တော့ရှိသွားခဲ့ပြီလို့ဆိုရမှာပါ။မန်တဲ့အရင်ဆုံး LND Lab ကို COVID အတွက်ချိန်ဆမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီးတော့ Champions League ဝင်ခွင့်မရတဲ့အတွက်အင်္ဂလန်သားတိုက်စစ်မှုကမန်တဲ့ကိုကျင်းပယ်ပြီး Chelsea သင်းစီကိုပြောင်းရွှေ့လို့သွားခဲ့ပါတယ်။ Ibakunshi ကို 1x ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ one expat အကောင့်ဖွင့်သူတိုင်း promo code fbk 03လုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လဲသတင်းပေးပါစေ football game မှာကစားခြင်းနဲ့ဆိုတော့ phone number viber 39633လုံး03လုံး53လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာချပေးထားတဲ့ telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအဲတော့မန်ယူတရားဖီတာယိုကရက်စီကိုမျှဝေလှည့်ခဲ့ကြပြီးတော့ကစားသမားပြောင်းရွှေ့ပြီးပမာဏအရင်ကသတ်မှတ်ထားတာထက်ဈေးပိုများနေခဲ့တဲ့အတွက်ခေါ်ယူဖို့အခက်အခဲတွေရှိနေခဲ့တာဖြစ်ပါတယ် ဒါမှလည်းမန်ယူတင်ဟာသူတို့ရဲ့ပြင်းမှန်ဆင်းထဲမှာယိုကရက်ရှ်ကိုဆက်လက်ပြီးတော့ထဲသွင်းထားဆဲဖြစ်ပြီးတော့တခြားသောတိုက်စစ်မှုတွေကိုလည်းပြင်းမှန်ထားနိုင်ခဲ့ကြတာဖြစ်ပါတယ်။မန်ယူတင်ဟာယိုကရက်ရှ်ရဲ့ပြောင်းရွှေ့ခြင်းကိစ္စအဆင်မပြေဖြစ်ပြီးတဲ့နောက်မှာဗီဒါအိုဆမ်ကိုခေါ်ယူသွားဖို့အတွက်ပြင်းမှန်ထားနိုင်ခဲ့တဲ့ဆိုရင်သတင်းတွေအားလည်းထပ်မံပြီးတော့ပေါ်ထွက်လာခဲ့ပါသေးတယ်။ဗီဒါအိုဆမ်ကိုတော့နာပိုလီအသင်းဘက်ကယူရို၃၀ဝင်းကျင်နဲ့သတ်မှတ်ထားလို့သိရပြီးဘယ်လိုမျိုးတွေဆက်ပြီးတော့ဖြစ်လာအောင်လဲဆိုတာကတော့ဆက်လက်ဆောင်ကြည့်သွားဖို့ရှိနေတာပါ။အဲနောက်ထပ်ပြီးတော့ထွက်ပေါ်လာခဲ့တဲ့သတင်းတွေမှာတော့မန်ယူတင်ဟာချယ်ဆီတင်ဆိုင်ဝင်စားနေခဲ့တဲ့ဖရန်ဖတ်တိုက်စစ်မှု AKTK ကိုလည်းစိတ်ဝင်စားနေခဲ့တယ်လို့သိရပါတယ်။ Frankfurt ကတော့သူတို့ရဲ့တိုင်းစမှုတွေအစားထုတ်ဖြတ်သိမ်းခြင်းယူရိုတန်း100တက်မှတ်ထားတယ်လို့သိရပါတယ်။ဥရောပဝင်ဝင်မရထားတဲ့တည်ရည်တွေအဆိုပါစားထုတ်ဖြတ်သိမ်းခြင်းကိုတတ်နိုင်ပါမလား။ပြီးတော့ဒီစားမားကိုရောဥရောပဝင်ဝင်မရှိတဲ့အတွက်ဆွဲဆောင်နိုင်ပါမလားဆိုတာကတော့စဉ်းစားခြင်းစရာဖြစ်နေကြတာပါ။မန်ယူတရားဒီနေ့မှာတောင်ပန်တိုင်းစစ်တွေကိုအင်အားဖြည့်ဖို့မာတီးယပ်ကွန်ညာကိုခုံနိုင်ခဲ့ပြီးတဲ့နောက်အမ်ပူမိုခေါ်ပြီးဆက်လက်ပြီးတော့ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။ဟူဂိုအီဂီတီကီနဲ့ဗီတာယိုဂရက်စ်တို့ကတော့အထောင်တိုင်းစစ်ကိုအင်အားဖြည့်ဖို့မန်ယူတရားပြတ်မှတ်ကစားမားတွေဖြစ် ရှိနေခဲ့တာဖြစ်ပြီးတော့မန်ယူတင်ကဗီလာယိုကရက်စ်အတွက်စပိုလင်းလစ်ဘွန်တင်မှတ်ကလည်းပြောင်းရွှေ့ခြေကိုယူရိုတန်းတရာဝင်ကျင်တတ်မှတ်ထားခဲ့ကြတာဖြစ်ပါတယ်။အဲ့တော့မန်ယူတင်ကတိုက်စီမှုတွေခေါ်ရေးမှာအနေငယ်တိုင်ပတ်နေခဲ့ကြတာဖြစ်ပြီးဈေးသက်သာနဲ့ရနိုင်မဲ့လီယန်ဒီလက်ကိုလည်းချဲစီတင်ကမန်ယူတင်နဲ့ပြိုင်မသွားခဲ့ကြတာဖြစ်တဲ့အတွက်ဒီကလည်း equity ကိုခေါ်ရေးမှာမန်ယူနဲ့ချဲစီကထိတ်တိုက်ရင်ဆိုင်သွားဖို့ရှိနေသေးတာပါ။မန်ယူတင်ကအဲ့လိုမျိုးအတင်းအတိုင်းပိုင်းအားဖြည့်တိမှုတွေပြုလုပ်သွားဖို့လှုံ့ဆော်နေခဲ့တဲ့အချိန်မှာဒီချိန်ထိတောင်းထဲမှာအစီအမံတော့မရှိသေးပဲတိုက်စီမှုရှားဖို့တော့ဖွင့်နေခဲ့ကြတာဖြစ်ပါတယ်။ ပြောရရင်မန်တို့တိုင်းစီမှုရှောင်းမတော်ဖွင့်နေကြတာကုစင်တရားလုံးမှာရှိတဲ့တိုင်းစီမှုတွေလည်းကုန်ပြီလို့ဆိုတာမဖြစ်ပြတော့ဘူးသူကမှခေါ်လို့မရဘူးဆိုရင်တော့လီဗာပူးကနူညက်စ်နဲ့ဂျက်စီကနီကိုလက်ဂျက်ဆင်တို့တော့ချီသေးရဆိုပြီးအကြံပေးရမှာဖြစ်ပါတယ်။ဇုံနေကြည့်ပြတော့အားလုံးကိုဂျေဆုတင်ပါတယ်ခင်ဗျာ။